ဲ့တော့အကုသိုလ်မကောင်းတဲ့အမှုကိုပြုလုပ်ပြီးဆိုလို့ရှိရင်အဲ့လိုအခြေအနေဆိုးကိုတွန်းပို့ကဲကိုမြင်ရတဲ့ဒုက္ခလေးတွေပဲစဉ်းစားကြည့်အလုံးမြင်မှုတွေ့ဘူးလိမ့်မယ်ကိုယ့်ကိုစာနာပြီးတော့ကိုချင်းစာတရားနဲ့စိတ်ထဲမှာဝင်စားကြည့်လူတွေနဲ့အနီးဆုံးဖြစ်တဲ့ချက်ကလေးတွေဝက်ကလေးတွေရဲ့ဘဝကိုစာနာကြည့်သမ်းပါ ကြက်ကလေးတွေဆိုခြေတော်တွေတုပ်ချင်းနဲ့ထက်ခုချင်းနဲ့တော့မထက်ဘူးတွဲလုံးဆွဲပြီးတော့မော်တော်ဆိုင်ကနောက်ကဆွဲသွားတာတို့ဆက်ဘိန်းနောက်ကတင်သွားတာတို့မြင်မှုကြပါလိမ့်မယ်အဲ့ဒီဒုက္ခကိုကဲကိုယ့်ကိုခံစားကြည့်စမ်းခြေတော်နှစ်ဖက်ထုပ်တုပ်ပြီးတော့မော်တော်ဆိုင်ကနောက်ကနေပြီးတော့များတင်သွားရင်ဘယ်လိုခံရမလဲအင်မတန်မှကြောက်စရာကောင်းတဲ့မြင်ခွင်းတစ်ခုပဲ ်တက်ကလေးတွေကငက်ကလေးတွေတရိษံလေးတွေဟာဒီလိုလူတွေရဲ့အနိုင်ကျင့်မှုကိုခံနေရတာဆိုတာဘာကြောင့်လဲသူတို့ကိုပါပလို့ဆိုတဲ့သူတို့လုပ်ခဲ့တဲ့အကုသိုလ်ကဒီဘွားရောက်တွန်းပို့လိုက်တာဟောတွန်းပို့လိုက်တဲ့အတွက်ကြောင့်အဲ့ဒီအချိန်တွေရောက်မှတော့ဘသူကလာပြီးတော့အကာအကွယ်ပေးတော့ဘသူမှမပေးဘူးတဲ့အဲ့ဒါတွေကိုလူဖြစ်နေတဲ့အချိန်မှာစဉ်းစားဖို့လိုတယ် စဉ်းစားပြီးတော့အဲ့ဒီဘဝမျိုးမရောက်အောင်ဒီဘဝမျိုးကိုရောက်တဲ့အလုပ်ကို လုပ်ရင် ရောက်သွားမှာပဲပါပဆိုတဲ့အကုသိုလ်တွေမိမိတို့ရဲ့တဏ္ဍာဖြစ်မဲ့ဆိုရင်ဒီဘဝမျိုးကိုရောက်မှာပဲမရောက်ဘဲမနေဘူး तू အပို့တာအဲ့တော့ဒီလမ်းကြောင်းပေါ်လျှောက်ရင်ဒီစခန်းရောက်မှာပဲဒါသိကြတယ်ဟိုးတဏ္ဍာမျိုးဘက်ကနေပြီးတော့၆တန်းပဲလာတဲ့လမ်းကြောင်းအတိုင်း ရှောက်လာလို့ရှင်မရောက်ပေဘူးလားဒီလမ်းကြောင်းမော်ရောက်နေတာကိုတလန်းပြီးတလန်းတလန်းပြီးတလန်းကုန်းကြောင်းရှောက်လာခဲ့အချိန်တန်တော့ရောက်လာမှာပဲကားနဲ့စီလိုက်ဒီလမ်းပေါ်မှာမောင်းလိုက်ဒီရောက်လာမှာပဲမရောက်ဖဲမနေဘူးအေးအဲ့ဒါလိုပဲပါပလို့ဆိုတဲ့အကုသိုလ်တရားတွေကိုလှုပ်တဲ့ပုံကိုယ်တွေအဲ့ဒီပါပကဘယ်ကိုပို့နေတာတုံးဆို ခြေနေဆိုးရှိတဲ့ဆီကိုပုတ်ပေးတာဒါကြောင့်မို့လို့ပါပမကောင်းမှုဆိုတာပါပပဲ